ယွန်ဂျီအားဆိုတဲ့ TikTok ပေါ်မှာ follower 3သိန်းကျော်ရှိတဲ့အသက်24နှစ်အရွယ်အမျိုးသမီး influencer တယောက်ရဲ့အလောင်းကို2025ခုနှစ်စက်တင်ဘာ17ရက်နေ့မှာတော့ကကိုရီးယားနိုင်ငံမြောက်ပိုင်းမှာရှိတဲ့တောင်ဆောင်တစ်ခုမှာရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။အလောင်းမှာပုံးပဲ့ဒဏ်ရာများနဲ့လည်းပဲအညစ်ခံထားရတဲ့ဒဏ်ရာများလည်းတွေ့ရှိခဲ့တာပေါ့။ပထမတော့သူ့ကိုမုန်းတဲ့လူတယောက်ကနောက်ရောက်ခံလိုက်ပြီးတော့တတ်ခဲ့တာလို့ထင်ခဲ့ရပေမဲ့အောက်တိုဘာ9ရက်နေ့မှာကိုရီးယားနိုင်ငံအတွင်းကရုပ်သံ channel တစ်ခုဖြစ်တဲ့ SPS မှာတင်ဆက်ခဲ့တဲ့ Curious Story Y programmer ပေါ်ပြခဲ့တဲ့အချက်လက်တွေကြောင့်သူတက်ခံလိုက်ရတဲ့အကြောင်းကနောက်ွယ်မှာပိုရှုပ်ထွေးနေမှလူတွေကသိသွားကြပြီးတော့ဒီသတင်းကလည်းမကြည့်သွားခဲ့ပါဗျ။ဒီဗီဒီယိုထဲမှာတော့ယွန်ဂျီအားဘာကြောင့်အသက်ခံရရလဲဆိုတာကိုကျွန်တော်ရှင်းပြပေးခြင်းပါတယ်။ လူတက်မှုကိုကျူးလွန်ခဲ့တဲ့ဘဲကအသက်50ကျော်အရွယ်ရှိတဲ့ Choi ဖြစ်ပြီးတော့သူ့ကိုယ်သူ IT company တစ်ခုရဲ့ CEO ကိုတော်တော်ချမ်းသာတဲ့သူတယောက်အနေနဲ့ယုံကြည်အားကိုမိတ်ဆက်ခဲ့တာပေါ့ Choi ရဲ့ online နာမည်က Black Cat ကြောင်နှက်ဖြစ်ပြီးတော့ social media ပေါ်မှာတော့သူ့ကိုယ်သူ Big Spending VIP လက်တအားဖွာတဲ့အထူးအသေးတော်ကြီးလို့သိကြတာပေါ့သူက Yoon ကိုပတ်စံတွေအများကြီးပေးပြီးတော့သူ့ရဲ့ business partner တယောက်ဖြစ်လာခဲ့တယ်လို့သိရပါတယ် Choi ပေးခဲ့တဲ့စုစုပေါင်းပမာဏကတော့ဒေါ်လာ9000 မြန်မာငွေ3800လောက်ရှိခဲ့တာပေါ့ဒါပေမဲ့တကယ်တော့ဒီချွိုင်ဆိုတဲ့ဘက်ကအကျွေးတွေပပတ်လဲဝိုင်းနေတဲ့သူတယောက်ဖြစ်ပြီးတော့သူ့ရဲ့အိမ်ကိုတောင်မဖြစ်မနေလေးလံတင်ပြီးတော့ရောင်းရမယ့်အခြေအနေပါဒါကိုယွန်ဂျီအာကတော့မသိခဲ့ဘူးပေါ့ဒါပေမဲ့သူသိခဲ့တာကတော့ချွိုင်နဲ့လုပ်ငန်းသဘောအရလက်တွဲခဲ့ပြီးမှ ူ့ရဲ့ဖိအားပေးမှုတွေမဖြစ်နိုင်တဲ့အချိန်စရာတွေနဲ့အလုပ်လုပ်ကြရတာတွေကြောင့်စိတ်ပူစီမှုတွေများလာတာပါပဲ။ဒါကြောင့်သူ choice နဲ့အလုပ်သဘောတရားအရလမ်းဖွဲ့ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့။ပြစ်မှုမကျူးလွန်ခင်ရဲ့အနေငယ်မှာတော့က choice ကအခုလိုမျိုးလမ်းမခွဲဖို့အတွက်ကိုဒူးထောက်ပြီးတော့တောင်းပန်ခဲ့တဲ့ CCTV ဗီဒီယိုတစ်ခုလည်းရှိခဲ့ပါဗျ။အမှုကင်းဖြစ်တဲ့စက်တင်ဘာလ17ရက်နေ့မှာတော့ UNGR က အင်ချန်မြို့မှာရှိတဲ့ကျောင်းကျောင်းမှာ stream တစ်ခုပြုလုပ်ခဲ့ပါတယ်။သူရဲ့နောက်ဆုံး stream ပြီးနိုင်ဝက်လောက်မှာတော့အမှုကဖြစ်ခဲ့တယ်လို့ရဲတွေကတော့ခံမှန်းခဲ့ကြပြီးတော့ CCTV တစ်ခုပေါ်မှာယွန်ဂျီအားကိုကားတက်ကမထွက်အောင်ခြွိုင်ကအတင်းတားခဲ့တာကိုလည်းတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ယွန်ဂျီအားတိဆုံးခဲ့ရခြင်းမှာလည်းပဲညှစ်ခံရမှုဒါမှမဟုတ်လည်းပဲအဖိခံရမှုကြောင့်အသက်ရှူကျပ်ပြီးတော့တိဆုံးခဲ့ရခြင်းဖြစ်ကြောင်းရဲတွေကတော့အတည်ပြုခဲ့ပါတယ်။ခြွိုင်ကတော့ကောင်မလေးရဲ့အလောင်းကိုဖွက်ခဲ့တဲ့တောင်ဆောင်းနာကနေရာရှိနေရာကိုအိတ်လုံးနဲ့ပတ်သွားခဲ့တယ်လို့လည်းသိရပါတယ်။အနောက်ကရဲတွေရဲ့စုံစမ်းစစ်ဆေးမှုကိုရှုပ်ထွေးသွားစေရန်အတွက်ပေါ့။ ဒါပေမဲ့နောက်ဆုံးမှာတော့ပြီးခဲ့ပြီးတော့သူ့ပြည်သူဝန်ခံခဲ့ပါဗျ။အဓိကတတ်ခဲ့ရတဲ့အကြောင်းရင်းကတော့ Try ကပတ်စံတွေအများကြီးပေးပြီးတော့မှ Yun Ji A ကအခုလိုဆက်လက်မတွဲတော့တဲ့အတွက်သူပတ်စံပြန်ရနိုင်မယ့်ဒီလမ်းကလုံးဝပျောက်ကွယ်သွားတာရဲ့။သူ့အိမ်ကိုလည်းဆုံးရှုံးခဲ့ရတဲ့အတွက်စိတ်ပေါက်ကွဲသွားခဲ့တာပေါ့။ကောင်မလေးရဲ့မိသားစုကတော့စန္ဒမာလ20ရက်နေ့မှာ TikTok ပေါ်မှာသူတို့သမီးကိုထိမ့်မက်ပြုတဲ့ post တခုတော့တင်ခဲ့တာကိုတွေ့ရပါဗျ။တကယ်ကိုနှမျောစရာကောင်းပါတယ်။ယွန်ဂျီအာကအခုမှအရွယ်ကောင်းလေးဖြစ်ပြီးတော့အောင်မြင်ငါစဆိုတော့ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်လဲ online ပေါ်မှာပဲတေချာတိ တကယ်ပြင်ကအเจ้าကိုသိချောင်မသိတဲ့လူတယောက်ကိုသူ့အနေနဲ့အယုံမလွယ်ခဲသင့်ဘူးပေါ့။ပတ်ဆက်အများကြီးရခဲ့တာမှန်ပေမဲ့အတန်းနဲ့ပါနောက်ဆုံးပြတ်ပေးဆက်လိုက်ရတဲ့အတွက်မတန်ပါဘူး။ချွိုင်ဆိုတဲ့ဘက်ကလည်းအစာတွေကအုံနောက်ထဲမှာတခုလို့နေရလို့ထင်ပါတယ်။တောင်းဝန်တယုံလူတယောက်ကကို့မှာအကျွေးတွေဝိုင်းနေတာတောင်မှ online influencer တွေကိုလှူမယ်လို့တော့မထင်ပါဘူး။အဲ့တော့အားလုံးပဲသတိထားကြပါ။လိုလဲကူကူနဲ့ရတဲ့အရာတွေကအခက်မသိရင်အများကြီးပြန်ပေးဆက်ရတတ်ပါတယ်။ပြီးတော့ online မှာပဲသိတဲ့သူတွေဆိုရင်လည်းတကယ်ပြင်မှာတွေ့ပဲဆိုရင်သတိထားကြပါ။အရင်အယုံမလွယ်ကြပါနဲ့လို့ပဲပြောချင်ပါတယ်။အားလုံးအဆုံးအထိကြပါကျေးဇူးပါ။ ားလုံးအစီအမံကြပါစေခင်ဗျာ။နောက်ဗီဒီယိုမှာတွေ့ကြတာပေါ့။